ကြည်ရှိသူအားလုံးမင်္ဂလာပါဒီတစ်ပတ်ကတော့ခရိုမိုက်တတ္ထုရိုင်းအကြောင်းနဲ့ခိုမီယံတွင်ထွက်အသုံးပြုပုံတွေကိုတင်ပြထားတာဖြစ်ပါတယ်ခိုမီခရိုမိုက်ကို1998ခုနှစ်ကလူးဝစ်နီကိုလာဘာကူလင်ကဖာခရိုမိတ်အလူမီနာဆိုပြီးတော့စပြီးတော့အစဆုံးအမိပေးခဲ့တာဖြစ်ပါတယ်လူးဝစ်နီကိုလာဘာကူလင်ဟာခိုမီယံဓာတ်ဆင်ကိုစတင်တွေ့ရှိသူလည်းဖြစ်ပါတယ်1845ခုနှစ်မှာတော့ ဝဲဟန်ဟိုင်တီနာကနေပြီးခရိုမိုက်ဆိုပြီးတော့အမိပေးခဲ့ရင်ဖြစ်ပါတယ်ခရိုမီယံပါဝင်တဲ့တထုဇက်များကိုတောင်းတင်းခြင်းခိုင်မာခြင်းမာကြောခြင်းစတဲ့အညစ်တခြင်းဖြောစားခြင်းပွန်စားခြင်းတပြုခြင်းနောက်အပူချိန်မြင်မာတဲ့အခါပျက်စီးခြင်းတို့မှကာကွယ်ပေးနိုင်ခဲ့ပါတယ်ဒီအတွက်အမျိုးမျိုးအသုံးကြတဲ့ခရုံးတံမီရဲ့တောင်းတင်းခြင်း အင်းတို့ကြောင့်လေရင်မြန်မီရထားစတဲ့အလေးချိန်ကိုလျှော့ချလာနိုင်ခဲ့ပါတယ်။ကူမီယန်800ကိုင်နှုန်းနီကယ်800ကိုင်နှုန်းပအဝင်ရွတ်ဆက်ထားတဲ့တမ်မီယာဖြော်စားခြင်းမခံရအကြမ်းခံအမာစားတောင်းတခြင်းတို့ကြောင့်လူကြိုက်များလာပါတယ်။ကူမီယန်ဟာကူမီယန်တတုဟာဓာတ်ရုပ်လုပ်ငန်းများတမရှိဖြစ်လိုအပ်တဲ့တဆင်တစ်ခုလည်းဖြစ်ပါတယ်။ကူမီယန်ကိုကိုမိုက်တွင်ထွက် ခရိုမိုက်တက်ထူရန်ကနေပြီးတော့ခရိုမိုက်အိုးကနေထုတ်လို့ရရှိတာဖြစ်တဲ့အတွက်ခရိုမိုက်တက်ထူရန်အားဆိုရင်တခုစီသောခရိုမီယံစီဝါပြည့်ထုတ်လို့ထုတ်ယူနိုင်တဲ့တက်ထူရန်တစ်ခုလည်းဖြစ်ပါတယ်အခြားတွန်းထွက်တက်ထူတွေမှာခရိုမီယံပါဝင်နေတော့နေတော့လေစီဝါပြည့်တူးဖို့ရန်စီဝါပြည့်ထုတ်လို့ရမလွယ်ကူပါဘူးခရိုမိုက်တက်ထူရန်ကခရိုမီယံတန်အောက်ဆီဂျင်တွန်းထွက်တို့အောက်ဆိုက်တွန်းထွက်တွေ ဖြစ်ပါတယ်ပါဝင်ပါတယ်ဓာတ်ဥဖွဲ့စည်းပေါင်းမှာ FeCr2O4 ဖြစ်ပါတယ်ကူမီယံရဲ့ဓာတ်ဥအမှတ်သားကတော့ Cr ဖြစ်ပါတယ်အရောင်အားမိခိုးရောင်နဲ့ရောင်စသဖြင့်မိမှုရှိကြပါတယ်ရောင်လက်မှာတထုရောင်လက်သို့မဟုတ်တထုနဲ့ခက်ဆစ်စင်တူတဲ့အရောင်ရှိပါတယ်မာဇင်မှာ9.5တိရှိပြီးတော့ရေချိန်သိသစာမှာ4.5မှာ4.8တိမြင်မာတဲ့ရေချိန်သိသစာရှိပါတယ်။ခရိုမီယာနေဖြင့် မိုးစကေးမှာဆိုရင်8.5တိရှိပြီးတော့တတိယမှာဆုံးလို့ဆိုရပါမယ်။ကိုဘိုက်တည်ဆောင်လာတဲ့ကြောက်ကိုမိုက်ဘေးရင်းရော့ခ်စ်တရားဆိုရင်ဘေးစစ်နဲ့ဘေးစလွန်မီတင်ကြောက်တွေအပြင်ဒီမြောင်းကြောက်တွေမှာလည်းတွေ့ရပါတယ်။မဂနီဆီယမ်တွေအခဲပွဲစည်းမှုဖြစ်စဉ်တွေမှာတန်တွေအစားထိုးဝင်ရောက်လာပြီးတော့မဂနီဆီယမ်ခရိုမိုက်ဖြစ်ဖြစ်ပေါ်လာနိုင်ပါတယ်။ခရိုမိုက်ကိုဘယ်ရီတိုတိုက်ဆာဗီတင်စတဲ့ အခြား base မိသင်းကြောင်းနဲ့ base လုံမိသင်းကြောင်းတရားနေပြီးတော့ base လုံမိသင်းကြောင်းများအသွင်များကြောင်းများမှာတွေ့နိုင်ပါတယ်ပုံမမှုတဲ့အဖြစ်ပြက်အနေနဲ့ကတော့စိန်ပုံဆောင်ခဲတွေဝင်ရောက်ပြီးတော့ပုံဆောင်နိုင်တာကိုတွေ့ရပါတယ်ကိုမက်တထုအများစုပါဆိုရင်မိသင်းကြောင်းများဥစားပုံဆောင်စဉ်ရဲ့ငါးကနေပြီးတော့အောက်ကိုအနေထိုင်ရင်းသုံးဖို့သုံးဖို့အကြီးများကကမ္ဘာဆွေရနဲ့စုသီးမိကြီးတို့ကြောင့်ဖြစ်ပေါ်လာတယ်လို့ယူဆခဲ့ကြပါတယ် ခရိုမီယံတထုဆိုတာခရိုမိုက်တထုရိုင်းမှာထုတ်လို့ရခြင်းဖြစ်ပြီးတော့ခရိုမီယံတထုကိုတန်နဲ့ရောဆက်ပြီးတန်မဏိတွေမှာအမာတတိယအောင်ဓာတုခန္ဓာကြီးမြင့်တက်လာအောင်ထည့်သွင်းသုံးပြုကြခြင်းလည်းဖြစ်ပါတယ်။ခရိုမိုက်တထုကိုမဟာဗျူဟာမြတ်တထုဖြစ်တမတ်ထားတမတ်ထားခဲ့ကြပါတယ်။ရေဝရဆိုလိုချက်မှာတော့မြို့သားစစ်ရေဝော်ကာလတွေမှာစစ်တုံးနဲ့ကုန်ထုတ်လုပ်ငန်းသုံးများအဖြစ်အသုံးပြုလို့ရရနိုင်မှာဖြစ်ပါတယ်။ ခရိုမက်ကနေပြီးတော့ခိုမီယန်တန်တထုဆက်ဖေရိုခရုံးအဖြစ်ထုတ်လုပ်ပြီးတော့တမိလုပ်ငန်းတွေဖျက်တောက်နိုင်တဲ့တမိဒီဇာဘရာတွေဆစ်လက်နက်ပစ္စည်းတွေတန်ချက်ကတံပြားနဲ့တန်ချက်ကပစ္စည်းတွေထုတ်လို့ရပါအဓိကသုံးဆဲကြပါတယ်ခရိုမက်ရအပူထိန်းသိမ်းမှုတည်ငြိမ်တာကြောင့်မိခံပစ္စည်းအနေနဲ့လည်းသုံးမိနိုင်ပါတယ်ခရိုမက်ထုတ်လုပ်တဲ့ခရိုမီယန်ကိုအရေးစိန်ချင်းလုပ်ငန်းတွေမှာခရိုမက်ကထုတ်လုပ်တဲ့ခရိုမီယန်ကိုအရေးစိန်ချင်းလုပ်ငန်းတွေမှာအသုံးပြုနိုင်ပါတယ်ဒါအပြင် ကရိုမီယန်တတ်ထုဆက်ဖေရိုခုံးအဖြစ်ပြောင်းလဲထုတ်လုပ်ပြီးတော့တန်ကြီးစားမှုတန်ခဏရေးရှိအထုတတ်ထုဆက်အနေနဲ့နီခရုံးဝိုင်နီခရုံးဝိုင်ယာအစွမ်းကန်တမ်မနီစတိန်လက်စတီအဖြစ်အသုံးပြုတာရှိပါတယ်ကရိုမီယန်ကိုဖန်တဲ့ဆင်းအုပ်လွာနဲ့တုပ်ဆေးတွေမှာအယောင်တင်ပစ္စည်းဖြစ်အသုံးပြုကြသလိုတရေတဲများတရေနေချင်းအယောင်တင်ချင်းပစ္စည်းများမှာလည်းအသုံးပြုကြပါတယ်ကြွေပြားအယောင်ထဲအယောင်ချဲပစ္စည်းများအဖြစ်အသုံးပြုကြသလို အလင်းမြန်မီဖုတ်ခြင်းနီးနဲ့ထုတ်လုပ်လိုက်တဲ့ကြေပြားတွေရဲ့အယောင်ပုံမှန်အနေဖြင့်အယောင်ဖြစ်ပြီးသူမှာအနဲ့ရောင်ခြေပစ္စည်းဖြစ်ဈေးကြီးတဲ့အယောင်ခြေပစ္စည်းအနေနဲ့လည်းသုံးမိကြပါတယ်ခိုမက်ရသွားတိုင်းဈေးမကြီးဘူးဈေးမကြီးပါဘူးဇီဝအခြေခံအခြေခံတဲ့အယောင်ခြေပစ္စည်းပြီးပြောင်းလဲတဲ့အခါမှာဆိုရင်ကြေပြားတွေရဲ့မိုက်ခရိုဖွဲ့စည်းမှုပြင်ပကွန်တက်တီကိုမထိခိုက်စေဘဲအနဲ့ရောင်ဖြစ်ပြောင်းလဲပေးခြင်းဖြစ်တာကြောင့်ဈေးကြီး သွားရတာဖြစ်ပါတယ်။အယောင်ချဲဈေးတွေမှာလည်းအသုံးပြုနိုင်ပါတယ်။ခရိုမီယာအောက်ဆိုက်ကိုအစိအောင်ချဲပစ္စည်းများထုတ်လုပ်နိုင်ပြီးတော့လက်ခရိုမိုက်ကိုခရိုမိတ်ကိုအဝါရောင်စီးချဲပစ္စည်းပြီးထုတ်လုပ်နိုင်ပါတယ်။ခရိုမိုက်ကနေပြီးတော့ထုတ်လုပ်ရရှိတဲ့ခရိုမီယံကိုစွန့်ကန်တမနိစိန်လက်စီထုတ်လုပ်ရမှာထည့်သွင်းသုံးပြုရပါတယ်။စိန်လက်စီထုတ်လုပ်ရမှာဆိုရင်ခရိုမီယံဆရာကိုင်နိုးကနေ၁၈ရာခိုင်နိုးဒီပါဝင်ပါတယ်။ ဘူမီယာမော့ဆက်ပါဝင်လာတာကြောင့်ဒီအစွမ်းကတမ်မနီစတိန်လက်စ်တီမှာမာကျောလာစီပါတယ်။အကျန်းခံနိုင်မှုတွေရှိလာစီပါတယ်။မြန်မာတဲ့ပူချိန်မှာခန္ဓာရည်မြင့်တက်လာပြီးတော့တန်ကြီးစားမှုဓာတ်တွေလည်းခန္ဓာရည်ရှိလာပါတယ်။ဒါကြောင့်တတ်ထုတွင်ငါနေဒူးပေါ်ထိုးလို့တိုက်တဲ့ခိုမိုက်တွေရဲ့ကုစရာခိုင်တော့ဟာအစွမ်းကတမ်မနီစတိန်လက်စ်တီထိုးလို့ရမှာအဓိကသုံးမှုတွေကြောင့်တွေးရပါတယ်။ တမီးထုတ်လို့သုံးစွဲမှုမြင့်တက်လာတဲ့အများဈေးကွက်လိုအပ်ချက်ပေါ်မူတည်ပြီးတော့ခိုမိုက်တူဖို့မှုတွေကလည်းကွဲပြားလာတာကိုတွေ့ရပါတယ်။ခိုမိုက်တွေကတခါတည်းဟာနီကယ်နဲ့ပေါင်းဆက်ပြီးတော့ပေါင်းဆက်နေတာ ဖြစ်ပြီးတော့နောက်တန်အနေနဲ့လည်းပေါင်းဆက်ပါဝင်နေရလည်းရှိပါတယ်။နီခရုံးတွေမှာနီကယ်800ကိုင်နှုန်းနဲ့ခရိုမီယံ800ကိုင်နှုန်းပါဝင်ပါတယ်။နီခရုံးတွေအပူချိန်1250ဆက်စီယက်တိအပူချိန် မြန်မာမြန်မာတဲ့တာဝန်ခံနိုင်ပါတယ်အကြီးပြောမှတ်ကတော့1400ဆက်စီယက်ဖြစ်ပါတယ်ဒီလိုအပူခံနိုင်ရည်စွမ်းရည်မြင့်တက်တဲ့အတွက်ကြောင့်အပူပိပစီတွေမှာအဓိက30ကျတာလည်းဖြစ်ပါတယ်နီကယ်ခရိုမီယမ်သတ္တုစတ္တရာဆိုရင်စမှုကုန်တက်တိပိုင်းတွေမှာ ကောင်းတာတွေပိုင်ဆိုင်နေတဲ့အတွက်ကြောင့်တတိုးချင်းတန်ကြီးစားချင်းစားတဲ့ဓာတ်တွေခန္ဓာရည်ကုန်ကောင်းတွေရှိကြပါတယ်ခရုံးရဲလို့တွေရရှိလာအောင်ဆိုရင်တော့ ထဲခရိုမိုက်လက်ခရိုမိုက်ကနေပြီးတော့အယောင်ချေပြီးစီးအဖြစ်အသုံးပြုနေတာလည်းတွေ့ရပါတယ်။ထဲလေးလုပ်ငန်းတွေမှာစိုးစေးအယောင်ချေပစ္စည်းဖြစ်အသုံးပြုကြတာလည်းရှိပါတယ်။လေယာဉ်နဲ့ဆက်ပစ္စည်းတွေမှာအလူမီယံလွှာပါအုပ်ချင်းတွေမှာလည်းထဲသွင်းသုံးစွဲကြပြန်တယ်။အပူရှင်ကြောင့်အတင်းတစ်ကျေပြန့်ခြင်းနဲ့တည်ငြိမ်တဲ့ပုံဆောင်ခဲတိဆောက်မှုကိုတတိတွေရှိနေတာကြောင့်ခရိုမိုက်ကိုအသုံးပြုရခြင်းဖြစ်ပါတယ်။ခရိုမိုက်ကိုမြန်မာနိုင်ငံမှာ2ဖော်ရရှိ ထုတ်လုပ်မှုတွေကိုရခိုင်တပိတ်ချင်းမြို့နယ်တကောင်းဒေသမှာတူဖို့ထုတ်လုပ်ခဲ့ကြပါတယ်။ရရှိလာတဲ့ခရိုမိုက်တွေကိုပြင်းလွင်နီစကန်တမီဆဲယိုမှာထုတ်လုပ်ကြတာဖြစ်ပြီးတော့နောက်ပိုင်းမှာခိုမီယန်တန်တတုဇက်ဖေရိုခရိုတီထုတ်လုပ်ထားကိုထုတ်လုပ်လာနိုင်တယ်လို့ဆိုကြပါတယ်။မနင်္ဂမှာခရိုမိုက်တပ်ထုကိုအနော်ယူမှအရှိတ်ချန်တစ်လျှောက်နဲ့အလဲပိုင်းမြေနှိပ်စုံတွေမှာထိဆက်တဲ့တစ်လျှောက်မှာကီလိုမီတာတထောင်ကျော်ရှည်လျားတဲ့တောင်မြောက်တန်းနေတဲ့ off-road light ရဝန်တစ်ယောက်မှာခရိုမိုက်တက်ထရိုင်းနေတွေ့နေရဖြစ်ပါတယ်အထူးသဖြင့်ခရိုမိုက်ကိုပေရီတိုတိုက်ဆာဗီတီနဲ့အခြားဘေ့စ်နဲ့ဘေ့စ်လွန်မိသင်းကြောက်တွေမှာတွဲပြီးတော့တွေ့ရဖြစ်ပါတယ်မြန်မာနိုင်ငံတွေ့ရှိရတဲ့ဒေသတွေကတော့ငဖဲမြို့နယ်ဝင်းကျင်မြန်မာချောင်းဒေသမင်းတို့မြို့နယ်ပစင်းချောင်းဒေသချင်းပြည်နယ်ဘုံဝီဘူးတောင်ဟာခါလီဝီဘူးတောင်ဒေသမွေတောင်ဒေသစကိုင်းတိုင်းဒေသကြီးကကလေးနန်းချင်းဆောင်ဒေသနဲ့ဖားကန့်ဝင်းကျင်ဒေသတို့ဖြစ်ကြပါ ကမ္ဘာခရိုခရိုမိုက်ထုတ်လုပ်တဲ့နိုင်ငံတွေကတော့ယခင်ဆိုဗီယက်ယူနီယံတောင်အာဖရိကဖိလစ်ပိုင်တူရကီအယ်ဘားမာအိန္ဒိယအီရန်ဖင်လန်ယူကိုစလပ်ဘရာဇီးဆိုက်ပရက်စ်နဲ့ဂျပန်နိုင်ငံတို့ဖြစ်ကြပါတယ်1994ခုနှစ်လောက်ထိကဆိုရင်ဆိုဗီယက်ယူနီယံကမ္ဘာခရိုမိုက်များသောထုတ်လုပ်တဲ့နိုင်ငံတွေနဲ့ချက်တီလာခဲ့ပါတယ်ဒီနောက်ပိုင်းမှာတော့တောင်အာဖရိကတောင်အာဖရိကနိုင်ငံဆိုရင်ခရိုမိုက်များသောထုတ်လုပ်တဲ့နိုင်ငံဖြစ်ရပ်တည်လာခြင်းဖြစ်ပါတယ် ကိုလိုဆုံးထိကြီးစုပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်